တော့ go page က monetize ကနေပတ်စံရှာလို့ရမရစစ်နေပေါ့နော်3မိနစ်လောက်နဲ့ကျွန်တော်ပြပြမယ် okay အဲ့မှာ page မှာဆိုရင်ကျွန်တော်ဒီညာဘက်တောက်မှာလေးအဆက်ကလေး30ရှိရမလားအဲ့ဒါလေးကိုနှိမ့်လိုက်ပါနှိမ့်ပြီဆိုရင်ကျွန်တော်က page status တွေဟာလေးတွေ့ပါလိမ့်မယ်အဲ့ဒါလေးကိုထပ်မှန်ပြီးတော့နှိမ့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကလေးနှိမ့်ပြီဆိုရင်ကျွန်တော်ဟာ page monetization စတဲ့နေရာတစ်ချက်ထပ်သွားပါမယ်အဲ့ဒီအောက်မှာဆိုရင် monetization limit limit ပေါ့နော်အဲ့ဒါလေးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါလေးနှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဟာ ဒီကောင်ကကျွန်တော် business page ပေါ့နော် monetize အတွက်လုပ်နေတဲ့ page တသက်ရှိတယ်ကျွန်တော် business page ဆိုင်ပြပြီအဲ့ဒီအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒါမျိုးပေါ့နော်အဲ money from star right now you can ဆိုပြီးပြထားတယ် loss assets ပေါ့နော်ဆုံးရှုံးနေပါတယ် to send monetization to monetize တွေဆုံးရှုံးနေပါတယ်တဲ့ partner monetize policy ဟိုလိုက်နာခြင်းမရှိလို့ဆုံးရှုံးထားတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်ကဒီမှာ find out မှုစရာလေးရှိပါတယ်အဲ့ဒါလေးထပ်နေပေးပါဗျအဲ့ဒီကနေကြောကြည့်နိုင်ပါပြီနော် ဒါတနည်းပေါ့နော်နောက်တနည်းကကျတော့အဲ့မှာ professional dashboard ဆိုတာရှိတယ်အဲ့အပြားလေးနှိပ်ပေးပါအဲ့ဒီမှာဆိုရင်ကျွန်တော် monetization ဆိုတာဟာလေးရှိတယ်အဲ့အပေါ်ဆုံးပါလေးအဲ့ဒါလေးနှိပ်ပေးပါအဲ့ဒီကနေလည်းသွားကြည့်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒီမှာဆိုရင်ဘာအဲ့ဒီမှာဆိုလို့ရှိရင်ဘာ monetize ပြွင့်နေလဲဆိုဒီမှာကျွန်တော်မှာ star လေးတခုဟိုပြတယ်ဘောနော်ဒါပေမဲ့အကောင့်လည်းပိတ်ထားတယ်အဲ့ဒီမှာ monetize ပြွင့်နေဆိုလို့ရှိရင်ပြွင့်နေတဲ့ monetize ကဘယ်လိုပြလဲဆိုရင်ဒါမျိုး creator monetization ကဆက်ရက်ကလေးပွင့်နေပါလိမ့်မယ်ခဗျာเนาะဒါကျွန်တော် Google ပြပေးတာပါအဲအဲ့လိုလေးပွင့်နေပြီဆိုရင်အဲ့ဒီဆက်ဆက်ရက်လေးနှိပ်ပြီးတော့ကျွန်တော် ban ချိန်လို့ရပါပြီ ban ချိန်ပြီးပတ်စံထုတ်တဲ့အပိုင်းတွေကိုကျွန်တော်ဆက်ပြီးပြပေးပါမယ် follow လုပ်ပေးကလေးရပါတယ်ကျေးဇူးတင်ပါတယ်